်မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဒုက္ခရောက်နေတဲ့မြန်မာပြည်သူတွေကိုမိမထားကြဖို့ပုံရဟန်းမင်းကြီးတိုက်တွန်းနေဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒုက္ခဆိုးတွေကြုံတွေ့နေရတဲ့မြန်မာပြည်သူတွေကိုမိမထားကြဖို့ပုံရဟန်းမင်းကြီးလီယိုကတိုက်တွန်းပြောကြားခဲ့ပါတယ် နိုဝင်ဘာ9ရက်နေ့တုန်းကဗာတီကန်မှာဝတ်ပြုသူတွေနဲ့တွေ့ဆုံခဲ့တဲ့စုတောင်းပွဲအစီအစဉ်အပိသက်ခါနီးမှာပိုယဟန်မင်းကြီးကသူနဲ့အတူမြန်မာအပါဝင်ကဘာတလွားကပြိပခဒဏ်ခံပြည်သူတွေအတွက်စုတောင်းပေးကြဖို့ Roman Catholic Christian ဘာသာဝင်တွေကိုဖိတ်ခေါ်ခဲ့ပါတယ်။2021ခုနှစ်မှာစစ်တပ်ကမတရားအာဏာသိမ်းခဲ့တဲ့နောက်ပိုင်းပြည်တွင်းစစ်မီးတောက်လောင်နေရာမြန်မာနိုင်ငံနဲ့ပတ်သက်လို့လည်းပိုယဟန်မင်းကြီးကအထူးအလေးပေးစုတောင်းပေးခဲ့ပါတယ်။ နောက်ပြီးနိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့မြန်မာပြည်သူတွေကိုမေးဖြောင်းမှထားဖို့လိုအပ်တဲ့လူသားချင်းစာနာမှုအကူအညီတွေပေးချဖို့တိုက်တွန်းသွားပါတယ်။မြန်မာဟာလက်ရှိကမ္ဘာတလောမှာလူသားချင်းစာနာမှုဆိုင်ရာအကြီးမားဆုံးကပ်ဘေးသင့်မှုကြုံနေရတဲ့နိုင်ငံတစ်ခုဖြစ်လာနေချိန်မှာပုံရဟမင်းကြီးကမြန်မာပြည်သူတွေကိုမိမထားကြဖို့တောင်းဆိုခဲ့တာဖြစ်ပါတယ်။၅နှစ်လောက်ရှေ့ကြာခဲ့ပြီဖြစ်တဲ့ပြည်တွင်းစစ်ကြောင့်လူပေါင်း၃တန်းကျော်နေရဆုံးခွာထွက်ပြေးခဲ့ရပြီးပြည်သူအများအပြားဟာငမမမှုစီရင်ရံပါမှုနဲ့ ပရိပခနောက်ဆက်တွေစူးကျိုးတွေကိုခန်းစားနေရပါတယ်။အာနာတီမြေရေးတခုတည်းကိုပဲတွေးထားတဲ့စစ်တပ်ဟာတော်လန်ရေးအကောင်းရနေမြေတွေမှာလူနေရရွာတွေကိုပါပိတ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်တာလူသားချင်းစာနာမှုထောက်ပံ့ရေးလမ်းကြောင်းတွေကိုဓာစီဖိတ်ပင်တာတွေကျူးလွန်နေတာကြောင့်ပြည်သူတွေရဲ့ဆင်းရဲဒုက္ခတွေကပုံမကြီးထွားလာခဲ့ပါတယ်။ပထမဆုံးအမေရိကန်နိုင်ငံသားပုတ်ရဟန်းမင်းကြီးဖြစ်တဲ့ပုတ်လီယိုဟာအရင်ကလည်းဝိပုစုတောင်းမှုအစီအစဉ်တွေမှာ မြန်မာနိုင်ငံကစစ်ပေးတဲ့ပြည်သူတွေအကြောင်းအခါအားလျော်စွာထည့်သွင်းရှင်းညွန်ပြောဆိုခဲ့ပူပါတယ်။သူဟာအရင်ပုပ်ယဟန်မင်းကြီးဖရန်စစ်ကွယ်လွန်ခဲ့တဲ့နောက်လီလာကစပြီးရိုမန်ကက်သလစ်ခရစ်ယာန်ဘာသာရေးရဲ့အကြီးအမှုတာဝန်တွေကိုစတင်ထမ်းဆောင်နေခဲ့တာလည်းဖြစ်ပါတယ်။ဆလပီရန်ကုန်သမိုင်းလမ်းစုံတွင်ပြူစောထီးနှင့်စစ်တပ်ကပြည်သူစားများအုံချ၍လူငယ်များကိုသွေးဆောင်ဖျားယောင်းကာစစ်မှုရန်အဖြစ်ဖမ်းဆီးငွေညှို့စစ်မှုမထမ်းလို့လည်းလူငယ်တအုပ်လျင်25သိန်းဖြင့်ရွေးခိုင်း ဝမ်တွင်းတွေလည်းလူငယ်ဆယ်ဦးကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရှမ်းကုန်းတိုင်းမယံကုန်းမြို့နယ်တမိုင်းလန်းစုံတွင်ပြူစောတိနှင့်စစ်တပ်ကပြည်ထစာများအထုံချ၍လူငယ်များကိုသွေးဆောင်ဖျားယောင်ပြီးစစ်မှုရန်အဖြစ်ဖမ်းဆီးခြင်းနှင့်ငွေညှိမှုများလုပ်ဆောင်လာကြောင်းဖမ်းဆီးခံရသောလူငယ်တချို့၏ဆွေမျိုးများကဒရင်ဌာနကိုပြောကြားပါရယ်။ရွှေပြည်သာမြို့နယ်အမှတ်15ရပ်ကွက်တွင်နေထိုင်သောအသက်16နှစ်အရွယ်လူငယ်တအူကသူ၏တငယ်ချင်း၃ဦးနှင့်အတူနိုဝင်ဘာလ9ရက်နေ့ညနေပိုင်း တဆောင်နိုင်ပွဲနှင့်ဈေးရောင်းပွဲသွားရောက်မည်ဟုဆိုကာထွက်ခွာသွားကြောင်းရှင်းအောင်ည9:30မိနစ်အချိန်လူငယ်ဤလက်ကင်ဖုံးမတဆင်လုံကြုံရေးတာဝန်ရှိသူတအူးဟုဆိုကဖုံးပြမိသားစုထံသို့ဆက်သွယ်လာပြီးစစ်မှုထမ်းအဖြစ်စူးစောင်းမခံရလိုပါကလူငယ်တအူးလည်းရင်ငွေကျပ်25သိန်းဖြင့်လာရောက်ရွေးယူခိုင်းကြောင်းသမိုင်းလန်းစုံခေါင်းကြိုက်တန်ပေါက်ရှိတွင် ပြည်တစအမျိုးသမီးတစုကဈေးတက်တက်တတဖြင့်ပျော်ပါနိုင်သည်ဟုဆိုကာ လူငယ်များကိုခေါ်ဆောင်သွားပြီးနောက်စစ်မှုရန်အဖြစ်ဖမ်းဆီးခံရခြင်းဖြစ်သည်ဟုဖမ်းဆီးခံလူငယ်ကပြန်လည်ရှင်းပြလာကြောင်းသိရပါတယ်။ကောင်းကြိုက်တန်ပေါက်ဆိုင်နာရှိမှသူတို့လူငယ်တွေရွှေပြည်သားပြန်ဖို့ကောင်းဆောင်နေတော့ကောင်မလေးတွေကဈေးတက်တက်တက်တာနဲ့ပျော်ပါလို့ရတယ်ဆိုပြီးတော့ခေါ်တော့သူတို့လိုက်သွားတာကားကလည်းသူတို့ရဲ့တက္ကစီကကားပေါ်ရောက်မှရက်ွက်ရုံကိုခေါ်သွားပြီးစစ်မှုရန်အဖြစ်စုဆောင်းနေဆိုပြီးဖမ်းလိုက်တာ KP နဲ့ခွဲပြီးငွေလွှဲခိုင်းနေငွေလွှဲပြီးတော့မှရက်ွက်ရုံကနေပြန်သွားခေါ်လို့ရတယ် မယွေးနိုင်တဲ့သူနှစ်ဦးကတော့ဘရင်နောင်စစ်ကြောရေးရိတ်တာဖုခံလိုက်ရတဲ့ဟုလွတ်မြောက်လာသောလူငယ်ဤဆွေမျိုးသားချင်းတဦးကရှင်းပြပါတယ်။မယန်ကုန်းမြို့နယ်တမိုင်းလန်းဆောင်ကောင်းကြိုက်တန်ပေါက်ဆိုင်အနီးတွင်ဖြစ်တစားအမျိုးသမီးများစွာနေရောညပါရှိနေပြီးအဆိုပါဖြစ်တစားများအနက်မှအချို့မှာစစ်တပ်အတွက်လူငယ်များရှာဖွေဖမ်းဆီးမှုများလှုံ့ဆော်လာကြောင်းဖြူစောထီးနှင့်လူမိုက်တချို့ကတက္ကစီကားဖြင့်ဆောင်ဆိုင်ပြီးဖြစ်တစားများသွေးဆောင်ဖျားယောင်ခေါ်ဆောင်လာသောလူငယ်များကိုရက်ွက်ရုံသို့တခါရဲခေါ်ဆောင်ကစစ်မှုရန်အဖြစ်စုဆောင်ကြောင်းသိရပါတယ်။ အလာတူမန္တလေးတိုင်းဝမ်တွင်းမြို့နယ်ခြေရွာ၅ရွာမှလူငယ်၁၀ဦးကိုစစ်တပ်ကနေအိမ်ထဲထိဖွင့်ရောက်စီးနင်းပြီးပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း Voice of Wonder မှာတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါရယ်။နိုဝင်ဘာလ9ရက်နေ့ဝမ်တွင်းမြို့နယ်ပင်တလဲမိထီလာလမ်းတစ်လျှောက်ရှိကျောင်းကုန်းရွာရွာသိပ်ရွာတစ်ပလွေကန်ရွာခြေရွာတို့ကိုစစ်တပ်ကဝင်ရောက်စီးနင်းပြီးလူငယ်9ဦးကိုပေါ်တာဆွဲခဲ့ကြောင်းရှင်းအောင်နိုဝင်ဘာလ6ရက်နေ့အင်းရင်ခြေရွာ မုံတော်ရွာတေးွာတို့ကိုချက်မှန်စီးနေပြီးလူငယ်၃ဦးကိုဗော်တာဆွဲဖမ်းဆီးခဲ့ကြောင်းသိရပါတယ်။လူငယ်၁၀ဦးကိုအချမ်းဖက်စစ်တပ်ကဗော်တာဆွဲဖမ်းဆီးပြီးနောက်ငွေကြေးတက်နိုင်သောမိသားစုမှလူငယ်၁ဦးကိုငွေကျပ်25သိန်းဖြင့်ပြန်ရွေးခဲ့ကြောင်းကျန်လူငယ်၉ဦးစလုံးမှာပင်တရရဲစခန်းတွင်ဆက်လက်ဖမ်းဆီးခံထားရကြောင်းသိရပါတယ်။အချမ်းဖက်စစ်တပ်ကယခုနိုဝင်ဘာလအတွင်းစစ်မှုထမ်းအဖက်စင်၁၉ကိုခွင့်လင်းပြီဖြစ်ပါတယ်။ဆက်လက်ပြီး NLD အစိုးရကိုဖြုတ်ချရန်နှင့်စစ်အာဏာသိမ်းရန်ဆန္ဒပြပွဲများဖြင့်လှုပ်ရှားခဲ့သောမပါတာနှင့်အမျိုးသားရေးအစိုးရရှေ့နေအေးပိုင်ကကျန်းဖို့ပါတီ၏ရန်ကုန်တိုင်းအမျိုးသားလွှတ်တော်ကိုစဲလေလောင်အဖြစ်ရွေးကောက်ပွဲဝင်နေဆိုတဲ့တဲ့ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ NLD အစိုးရကိုဖြုတ်ချရန်နှင့်စစ်အာဏာသိမ်းရန်ဆန္ဒပြပွဲများဖန်တီးဦးဆောင်ခဲ့သောအကြံဖက်စစ်တပ်ကိုထောက်ခံသည့်မဘာသာနှင့်အမျိုးသားရေးအစွန်ရောက်ရှေ့နေအေးပိုင်ကရပ်ဖွဲ့ပါတီရန်ကုန်တိုင်းအမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်အဖြစ်ရွေးကောက်ပွဲဝင်ပြီဖြစ်ကြောင်း တကုံမျိုးတက်တောင်ပိုင်းမျိုးနဲ့ကြက်ဖော့ပါတီကတရားဝင်သတင်းထုတ်ပြန်မဲဆွဲစည်းရုံးမှုများစတင်ပါတယ်။တကုံမျိုးတက်တောင်ပိုင်းမျိုးနဲ့တွင်ကြက်ဖော့ပါတီကိုကိုစားပြု၍လွှတ်တော်ကိုစစ်လေလောင်လေးဦးကိုကြက်ဖော့ပါတီကရမန်နစ်မိတ်ဆက်လာပြီးပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင်စန်းစန်းတီက၎င်းမပါတာနှင့်အမျိုးသားရေးအစွန်ရောက်အေးပိုင်ကအမျိုးသားလွှတ်တော်မဲဆန္ဒနယ်6 FPTP တွင်၎င်းဆိုယူကရန်ကုန်တိုင်းလွှတ်တော်မဲဆန္ဒနယ် FPTP နှင့်အောင်စောဦးကရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပီအာတို့တွင်ဝင်ရောက်ရှင်ပြိုင်ကြမည်ဖြစ်ပါသည်။မဘာသားနှင့်အမျိုးသား၏အစွန်ရောက်ရှေ့နေအေးပိုင်ဝင်ရောက်မည်ရန်ကုန်တိုင်းအမျိုးသားလွှတ်တော်မဲဆန္ဒနှင့်အမှတ်6တွင်တကုံမျိုးတစ်ခရိုင်တစ်ခုလုံးပါဝင်ပြီးမြောက်တကုံတောင်တကုံအရှေ့တကုံတကုံမျိုးတစ်စိတ်ကမ်းမျိုးနှင့်များပါဝင်နေပါသည်။ရှိနေအပိုင်သည်အဆက်လန်စန့်ကျင်ရေလှုပ်ရှားသောမဘာသာရှိနေတအုပ်အဖြစ်သမရဦးသိန်းစိန်အစိုးရလက်ထက်2012ခုနှစ်မှစတင်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီးထေရဝါဒဓမ္မကွန်ရက်ဥပဒေအကြံပေးအရာရှိဖြစ်၎င်း မြန်မာနိုင်ငံလုံးဆိုင်ရာတာသနရခိတအဖွဲ့နှင့်မဘာသာအဖွဲ့တို့တွင်ဦးဆောင်သူရှေ့နေတဦးအဖြစ်ပါဝင်ခဲ့ပါသည်။ဦးသိန်းစိန်အစိုးရလက်ထံမျိုးဆောင်ဥပဒေများပြဋ္ဌာန်းရေးတွင်တက်ကြွစွာတောင်းဆိုပါဝင်ခဲ့သူလည်းဖြစ်ပါသည်။ NLD အစိုးရလက်ထက်တွင်လွတ်တော်အမတ်ဟောင်းခင်ဝိုင်းကြည်နှင့်တွဲဖက်က NLD စန့်ကျင်ရေးနှင့်စစ်အာဏာသိမ်းရေးအဓိကဦးဆောင်လှုပ်ရှားခဲ့သည်။မဘာသာအစွန်ရောက်ဖုံးကြီးဝီရသူဤအမခံထောက်ခံသူလည်းဖြစ်သည်2020ခုနှစ်အတွင်းဇူလိုင်လအတွင်းတွင်အဆိုတော်ချစ်သူဝေဤဖခင်ဦးစော်ဝင်းရေးဆွဲခဲ့သည့် ဖကြီးကတစ်ချက်နှင့်ပတ်သက်ပြီးလူမှုကွန်ရက်ပေါ်တွင်ချစ်သူဝေနှင့်ဖခင်ဖြစ်သူတို့တင်ရှိခဲ့သည့် post များမှသာသနာတော်ကိုညှိုးနှွမ်းစေသည်ဟုဆိုကာမြန်မာနိုင်ငံလုံးဆိုင်ရာသာသနာရခိတအဖွဲ့ကိုကိုးစားပြု၍ရှင်းနေဦးအေးပိုင်ကတရားစွဲခဲ့သည်2018ခုနှစ် NDI အစိုးရလက်ထက်မဘာသာနှင့်အမျိုးသားရေးအစွန်ရောက်စာရေးဆရာမောင်သွေးချွန်ကိုနိုင်ငံတော်အကြီးညိုပြက်စီမှုဖြင့်ဖမ်းဆီးတရားစွဲထောင်ချခဲ့ရာတွင်ရှင်းနေအေးပိုင်ကတရားခံရှင်းနေအဖြစ်ဆောင်ရွက်ခဲ့သည်ရှင်းနေအေးပိုင်မှာမဘာသာနှင့်အမျိုးသားရေးအစွန်ရောက်အဖွဲ့များ၊ကိုယ်ရက်များ၏ ဥပဒေရေးရာအတိုင်းပင်ခံအဖြစ်ဆောင်ရွက်နေပြီးယနေ့အချိန်အထိမြန်မာနိုင်ငံအတွင်းအစလန်စန့်ကျင်ရေးလှုပ်ရှားမှုများတွင်ဦးဆောင်ပါဝင်နေဆဲဖြစ်သည်ဆလဗီအငင်းပွားပွဲမြန်မာရွေးကောက်ပွဲတို့လ ీల ဆောင်ကြည့်သူဆေလွတ်မလွတ်အင်ဒိုနီးရှားမဆုံးဖြတ်ရသေးဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်မြန်မာရွေးကောက်ပွဲတို့လ ీల ဆောင်ကြည့်သူတွေဆေလွတ်မလွတ်အင်ဒိုနီးရှားနိုင်ငံကမဆုံးဖြတ်ရသေးဘူးလို့နိုင်ငံသားရေးဝန်ကြီးဆူဂီယိုနိုကပြောပါတယ်အင်ဒိုနီးရှားအစိုးရကဒီဇင်ဘာလကုန်မှပြုလုပ်မယ်မြန်မာရွေးကောက်ပွဲတို့လ ీల ဆောင်ကြည့်သူတွေဆေလွတ်မလွတ် မဆုံးဖြတ်ရသေးဘူးလို့၎င်းကဗိုလ်တော်ဘူးနေ့မှာသတင်းထောက်တွေကိုပြောပါရယ်။ရွှေကောက်ပွဲလေးလာစောင့်ကြည့်ရေးအဖွဲ့ဆေးလွတ်မလို့ကျွန်တော်တို့မဆုံးဖြတ်ရသေးပါဘူး။ရွှေကောက်ပွဲမှာအလုံးပါဝင်ဖို့လူလားတွေဆိုတာကျွန်တော်တို့ပြောကြားခဲ့ပြီးဖြစ်ပါတယ်လို့၎င်းကဆိုပါရယ်။ရွှေကောက်ပွဲလုပ်ငန်းစစ်မှာအလုံးပါဝင်တယ်လို့အာဆီယံထိပ်သီးဆွေးနွေးပွဲမှာမြန်မာကိုယ်စားလှယ်ကပြောကြားခဲ့တယ်လို့သူကဆက်ပြောပါရယ်မြန်မာစစ်ကော်မရှင်ရွှေကောက်ပွဲရဲ့တရားမျှတမှုကိုတန်တရားရှိတယ်လို့ကုလသမဂ္ဂအထွေရေးမှူးချုပ်အန်တိုနီရိုဂူတာရက်စ်ကထုတ်ပေါ်ပြောခဲ့ပါရယ် အာဆီယံနိုင်ငံတွေဟာမြန်မာရွေးကောက်ပွဲနဲ့ပတ်သက်လို့သဘောထားကွဲလွဲနေပြီးအာဆီယံအဖွဲ့ကဘုံသဘောတူညီချက်မရရင်ဖိလစ်ပိုင်ကကိုယ်ပါသာဆုံးဖြတ်မယ်လို့ဖိလစ်ပိုင်သမ္မတဖာတီနမ်မာကိုစ်ဂျူနီယာကပြောပါရယ်။ရွေးကောက်ပွဲထဲအကြံဖတ်မှုရဲ့ဆိုင်းရင်းနဲ့အားလုံးပါဝင်သောနိုင်ငံရေးဆွေးနွေးမှုကိုဦးစားပေးရမယ်လို့အာဆီယံနိုင်ငံတွေကအောက်တိုဘာလ26ရက်ပူးရဲထုတ်ပြန်ချက်မှာတောင်းဆိုခဲ့ပါရယ်။စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကိုအဆင့်လိုက်ကျင်းပမှာဖြစ်ပြီးဒုတိယအဆင့်ရွေးကောက်ပွဲကိုဇန်နဝါရီလ17ရက်မှာပြုလုပ်မယ်လို့သိရပါရယ်။ ဒီမိုကရေစီအင်အားစုပါတီတွင်ရွေးကောက်ပွဲရှင်ပြိုင်ခွင့်ပိတ်ပင်ထားရပြီးမြန်မာနိုင်ငံရဲ့ဖြုတ်ချခံကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှအကျဉ်းချခံထားရဆဲဖြစ်ပါတယ်